မင်္ဂလာပါလူတိုင်းအခုပဲပြတင်းပေါက်ကနေအပြင်ကိုကြည့်ပါအကိုင်းကြီးကလုံးဝအလိုဖြစ်နေတဲ့အရွက်တွေအားလုံးကျသွားပြီးစောင်းရသည်ရဲ့အေးဆက်တဲ့လေပြင်းတိုင်းပဲတစ်ချက်ဖြတ်ထုတ်ခံရတဲ့တပင်ရဲ့အမြင့်ကိုစိတ်ကူးကြည့်ပါအမြင့်နဲ့လုံးဝမြည်တဲ့စိုက်နေတဲ့အပိုင်းတစ်ခုပဲကျန်နေပြီးအပြင်ကနေလုံးဝတည်နေတယ်လို့ထင်ရတယ်တင်ဘဝတစ်ခါတလေအတိအကျဒီအမြင့်လိုခံစားရလားတင်ဘဝတစ်ခုလုံးရင်းစေခဲ့တဲ့အလုတ်ကနေရုတ်တရက်ရက်ထုတ်ခံရတာထာဝရရှိမယ်လို့ထင်ခဲ့တဲ့ဆက်ဆံရေးအမြင့်ကနေချက်ထုတ်ခံရတာဒါမှမဟုတ်ကျမကြီးပြိုကျပြီးရှေ့ဆက်ဖို့အင်အားမရှိတော့တာကျွန်တော်တို့စိတ်ထဲတွေးနေတယ်ပြီးဆုံးပြီကျွန်တော်ဘဝမှာຫນွေရာသီထက်မလာတော့ဘူး လွန်ခဲ့တဲ့နှစ်1900လောက်ကရေရှည်ရာပရောဖက်ရှိခင်မှာလဲအဲ့ဒီလိုဖြစ်ခဲ့တယ်။ဒါဝိတ်ရဲ့ကုံရှိတဲ့မင်းဆက်ဟာနိုင်ငံရေးနဲ့ကိုကျင့်တရားအရာလုံးဝပျက်စီးပြီးချက်ထုတ်ခံရခဲ့တဲ့ကြမ်းရှိခဲ့တာရေရှည်ရဲ့အမြင့်တစ်ခုပဲလူမျက်စိအရာတုညတတမတရေမြမျောင်းရင်ချက်မရှိခဲ့ဘူး။ဒါပေမဲ့ဒီမျောင်းရင်ချက်မဲ့အလဲမှာဖျားသခင်ကအန်ရဖွဲစကားကိုပြောခဲ့တယ်။ရေရှည်ရဲ့အမြင့်ကနေတစ်ချက်ပန်းပွင့်လိုထွက်လာမယ်၊သူ့ရဲ့အမြင့်ကနေတစ်ချက်အကိုင်းအသီးထုတ်မယ်။ရေရှည်ရာဆက်တက်တက်ဒီပန်းပွင့်လိုအရာဘယ်သူလဲ။အတိအကျကလေးယေရှုပဲ။ ကန်စစ်တန်ခိုးရဲ့စစ်မှန်အရေးပွဲမှာရွှေရတနာနန်းတော်ဒါမှမဟုတ်ပြည်စုံနဲ့မိသားစုကနေမစတင်ခဲ့ဘူးလူတိုင်းဒါပြီးဆုံးပြီးလို့ဆုံးလုခဲ့တဲ့အစိုးဆုံးမျောလင်းချက်မဲ့နဲ့တန်ရာများစွာရှိတဲ့အမြင့်ကနေစတင်ခဲ့တယ်ဖရဲသခင်ကကျွန်တော်တို့ရဲ့မအောင်မြင်မှုကိုရှောင်ရှားတဲ့သူမဟုတ်ဘူးသူကကျွန်တော်တို့ရဲ့မအောင်မြင်မှုကိုပစ္စည်းအဖြစ်ယူပြီးဘဝအတိတ်ကိုဖန်တီးတဲ့သူပဲတင်ဘဝမှာအခုမဖြေရှင်းနိုင်ဘူးလို့ကြေညာခဲ့တဲ့အပိုင်းရှိလားဖရဲသခင်ကဒီတန်ရာရှိတဲ့ပျက်စီးနေတဲ့နေရာကိုတိတ်တိတ်လေးချင်းကပ်ပြီးပြောတယ်အဒီနေရာပဲဒီနေရာကနေငါပန်းပွဲအတိတ်ထုတ်မယ်ကျွန်တော်တို့တိုင်းနဲ့တိုင်းနဲ့တစ်ကူလာရင်အစီအစဉ်ချမှတ်တဲ့အစားအသောက်ထင်းနဲ့လက်မှတ်ယူတယ် ကိုယ်ရင်အားနဲ့အရွက်အစ်စ်ကိုအတင်းကပ်ဖို့ကြိုးစားတယ်ဒါပေမဲ့စောင်းရာသီရောက်ရင်အားလုံးကျသွားတယ်ဘာကြောင့်လဲအစ်စ်အမှန်ဘဝကကျွန်တော်တို့ရဲ့ကြိုးစားမှုကနေမထွက်လာလို့ပဲအစ်စ်အမှန်ဘဝကအပြင်ကနေပေါ်ကနေလာတယ်အဲ့ဒီဘဝကနှစ်ပေါင်းနှစ်ထောင်ကဘတ်တလင်းရဲ့နွားအိမ်မှာငိုချင်းစတင်ခဲ့တဲ့ယေရှုခရစ်တော်ပဲယေရှုကိုလက်ခံလိုက်တဲ့ချိန်မှာတင့်ရဲ့အမြင့်ဘဝကပြီးဆုံးဇလံမဟုတ်တော့ဘူးအဲ့ဒီဖြတ်ထုတ်ထားတဲ့မျက်နာကနေရဘဝကိုအမြင့်ချရမယ့်အကောင်းဆုံးမြေဖြစ်လာတယ်မလေးမကောင်းရင်ကဲတင်ခံရမယ်ဆိုတဲ့လေးလံတဲ့ဝင်ထုတ်ကိုမယူရတော့ဘူးယေရှုကအားလုံးပြီးမြောက်ခဲ့ပြီထပ်ပြီးမအောင်မြင်ရင်လည်းမယုံနိုင်ဘူးပါလို့လဲဆိုတော့ တင်းဘဝရဲ့အမြင့်ကယေရှုရဲ့ဘယ်တော့မှမပြတ်ချစရာမရှိတဲ့ဘဝနဲ့ဆက်ဆက်နေလို့ပဲတင်ဟာမအောင်မြင်သူဒါမှမဟုတ်အမြင့်မဟုတ်တော့ဘူးအဲ့ဒီပန်းပွင့်လိုကနေဆက်လက်ကြီးထွားနေတဲ့တစ်ပင်အစ်စ်ဖန်တီးမှုအစ်စ်ဖြစ်လာတယ်ဒီနှစ်ကန်စစ်တန်ခိုးမှာကိုရိုင်းအရက်ကပ်ဖို့မကြိုးစားပါနဲ့အဲ့ဒီပန်းပွင့်လိုကိုကြည့်ပါပန်းပွင့်လိုဖြစ်တဲ့ယေရှုကိုနှလုံးထဲဖိတ်ခေါ်ပါဒါဆိုတင်းရဲ့အမြင့်လိုဘဝမှာတော့အစ်စ်အမှန်တွေရသည်ဘယ်တော့မှမပြတ်ချစရာမရှိတဲ့နေရသည်စတင်လာမယ်